ကျွန်တော်ဒီနေ့မှာတော့ဒီလိုမျိုးလူတိုင်းတည်ပြီးတာဖြစ်နေတဲ့ DC လီကဘယ်လိုမျိုးနီးမြလောက်ရတဲ့ကိုမှွေနှောက်သွားလဲဆိုတော့ကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဒါဆိုသူဘယ်လိုမှွေနှောက်လဲဆိုတော့ကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုလောက်လာဗျဒီ DC ဆိုတဲ့ AI လေးကိုတော့တရုတ်နိုင်ငံမှာရှိနေတဲ့အလွန်သိတဲ့ company ကနေစတင်ထုတ်လုပ်ခဲ့ဖြစ်ပြီးတော့အစာပိုင်းမှာတော့မထင်မရှား AI တစ်ခုဖြစ်နေရည်တည်နေခဲ့တယ်။ဒါမျိုးလည်းသူတို့ကိုထင်ရှားစေမဲ့ R3 ဆိုတဲ့ machine language ကိုတော့ဇန်နဝါရီ20 2025မှာစတင်ပြီးမိတ်ဆက်လိုက်ပါတော့။အဲ့နောက်ပိုင်းမှာသူတို့ရဲ့ DC ကိုသုံးပြီးလူကြီးကအစမတန်တိုးပါလာခဲ့တယ်။ဒီမိတ်ဆက်လိုက်တဲ့ R3 language ကအတော်လေးကိုကောင်းတယ်။ဒီကိုလူတွေမေးတဲ့မေးခွန်းတွေအားလုံးလည်းဖြေနိုင်တယ်လို့အထူးသဖြင့်ဒီအာရှမှာရှိနေတဲ့ဘာစကားပေါင်းစုံကိုလည်းသူကတိတိကျကျဖြေဖယ်နေတယ်။တခုပြီးမြန်မာလိုမြန်မာလိုနိုင်ငံမျိုးက ဘာသာစကားနဲ့မေးရင်တော့ तू ကတော်တော်ကြီးတိတိကျဖြီးပြီးနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲဒါကြောင့်ပဲလူကလူတုံးများလာတယ်လူတုံးများလာတဲ့တခြားတစ်ဖြည်းဖြည်းနဲ့ဒီ DC ရဲ့နာမည်ကနေပို့ပြီးကြီးလာပြီးတော့အမေရိကန်နိုင်ငံကိုစတင်ပြီးရိုက်ခတ်လာပါတယ် ဘယ်လိုမျိုးထိခိုက်လာလဲဆိုရှင်အမေရိကန်မှာရှိနေတဲ့ IT ကုမ္ပဏီတွေပေါ့နော်အထူးသဖြင့်ဟိုချစ်ဆက်တွေထုတ်တာတို့ AI တွေထုတ်တာတို့အဲ့လိုထုတ်နေတဲ့ကုမ္ပဏီကိုအထူးသဖြင့်ထိခိုက်တယ် Nvidia ဆိုလို့ရှိရင်တံပတန်ခင်းထဲမှာဘီလီယံ900လောက်သူတို့ရဲ့ market တန်ကြီးတွေကျဆင်းသွားပြီးတော့ဒီဟာက Wall Street မှာရှိတဲ့ကုမ္ပဏီကြီးကုမ္ပဏီတိုင်းလိုလိုတဲ့သူကစံချိန်တွေပေါ့နော်တာမနာထင်းနဲ့ဘီလီယံ5ဆောင်းရတဲ့စံချိန်တွေခုံရှုံးမှုကြီးတခုတော့သူကဖြစ်သွားစီခဲ့တယ်တကယ်တော့ ဲ့လိုမျိုးဖြစ်လာတာကဒီဒီ Nvidia တခုလို့ပုံမှန်တခြားတော့ AI တို့နဲ့ Open AI တို့ဟို ChatGPT တို့ဟာမျိုးတွေပြီးတော့ Facebook တို့ Twitter Facebook တို့ဘာလို့စားတဲ့ ID company တွေရဲ့ share ဈေးနှုန်းတွေလည်းအဆမပြေထိုးကြပါပြီးတော့ American နိုင်ငံနဲ့1 trillion လောက်ဒီ social ဝါခဲ့တယ်1 trillion ဆိုတာက billion ပေါင်းတစ်ထောင်လောက်ရှိတဲ့ social မျိုးကို American မှာခန့်စားခဲ့တယ် for our industries that we need to be laser focused on competing to win ဒီလိုဆိုချုံကိုလည်းပြတ်ပြီးတော့လက်ရှိအမေရိကန်တမ်ပရာဒေါ်နယ်ထရန့်ကလည်း wicket call for our interest ရောနော်သူတို့ရဲ့လုပ်ငန်းတွေအတွက်တော့ဒါကဟို wicket call ပေါ့ wicket call ဆိုတာကဟိုနှိုးထားမယ်ချင်းရောက်ပြီပေါ့နော်သူအဲ့လိုပြောလိုက်တယ်တင်ကိုလည်းနှိုးထားမယ်ချင်းရောက်ပါပြီဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုပြောတယ်ဒီလိုပေါ့ဒီလိုဖြစ်လာတဲ့အကြောင်းအရဟောအမေရိကန်နိုင်ငံတွေကအနည်းပညာပတ်သက်ပြီးတော့တရုတ်နောက်မှာအနေငယ်လေးနောက်ကျနေရမျိုးရှိနေတဲ့ဒါကတော့သူတို့အများကြီးပတ်စံနေသုံးပြီးတော့ပုံရည်နှိမ့်မြှုပ်နှံမှုတွေဖြစ်လို့တော့မယ်ဆိုပြီးတော့အမေရိကန်ကပြောတယ်တခြားတစ်ဖက်ကိုကြည့်မယ်ဆိုရင်လေ ဒီ DCAI ကိုတီထောင်တဲ့လူဖြစ်တဲ့လောင်ဝမ်ဖမ်ပေါ့နော်ဒါဘလူတန်ထွက်လို့မသိကျွန်တော်တရုတ်နိုင်ငံဆိုတော့တိတ်လည်းအဲ့မထွက်တော့ဘူးနော်အဲ့ဒီကောင်လေးကိုသူကတရုတ်နိုင်ငံမှာရှိတဲ့ဒီ community party ပေါ့နော်သူတို့ပါတီလက်ရှိအနိုင်ရထားတဲ့နိုင်ရတာမဟုတ်လက်ရှိအုပ်ချုပ်နေပါတီပေါ့နော်လက်ရှိအုပ်ချုပ်နေပါတီကနေပြီးတော့သူတို့အစိမ့်မြရရှိနေမှာခေါ်ထွေးဆိုပြီးတော့တရုတ်နိုင်ငံရဲ့ ဟွာပေါ့ဟီးရိုးကြီးပေါ့နော်ဟီးရိုးကြီးဖြစ်ရင်တက်မှတ်ပြီးတော့လုံနေကြအောင်တွေ့ရတယ်ပေါ့နော်ဒါကလည်းလှုံ့ဆော်မှုတစ်ခုပေါ့နော်အမေရိကန်နိုင်ငံနောက်ကျသွားတဲ့အမေရိကန်နိုင်ငံဆုံးရှုံးအောင်လုပ်နေတဲ့လူတို့တွေတို့ပါတီထဲမှာအကြီးအကဲလူကြီးတွေတော့ထက်တွေ့ထိတ်တန့်တွေ့ဆုံမှုရဲ့ ထိတ်တိတ်တွေးဆမှုတွေပဲလုပ်ပြီးကြမှာပြီးတော့ရှင်လဲဒါမကြိုက်မှသူတို့အများကြီးကူညီတယ်နောက်ဆုံးနောက်ဆုံးကြောက်ရှင်ဂျမားတို့လိုမျိုးပဲနော်ဂျမားတို့လိုမျိုးတရုတ်ရဲ့ကြောထောင်းတော့က AI ကုမ္ပဏီတခုဖြစ်လာနိုင်တယ်ဆိုတော့မလဲမတည်အတေကဆဲဆဲဖြစ်လာနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာတော့ဒီ DC ကဘယ်လောက်ထိအောင်မှုေခဲ့လဲဆိုရဲကြောင်းတွေကိုတင်ဆက်ပြလိုက်ပြပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစုံတီးကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်မြတ်နောက်တဲ့ဗီဒီယိုမြတ်မှာလည်းပြန်လည်တွေ့ဆုံကြပါသေးတယ်